ိသတ်တွေအားလုံးပဲမင်္ဂလာပါရှင် health fix ကနေကြိုဆိုပါရစေဒီနေ့လည်းပိသတ်တွေကျန်းမာရေးအတွက်အကျိုးရှိစေမယ့်အကြောင်းအရာတွေကိုဆွေးနွေးသွားဖို့ရှိမှာဖြစ်ပါတယ်ရှင် high fix power fix power မင်္ဂလာပါအဲ့ဒီနေ့လောင်းလို့ဆွေးနွေးမှုအပိုင်းကဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ရဲ့အယိုးအစစ်ကျန်းမာရေးနဲ့ပတ်သက်လို့ပါအဲ့တော့ခန္ဓာကိုယ်မှာအယိုးအစစ်တွေကျန်းမာနေဖို့အတွက်ဘလို့အဟာရဓာတ်တွေကထောက်ပံ့ပေးထားလဲအဟာရဓာတ်ရဲ့အယိုးအစစ်ပေါ်မှာရှိနေတဲ့အကျိုးကျေးဇူးတွေအကြောင်းဆွေးနွေးဖို့အတွက်အဟာရအထူးပြုဆရာဝန်ဒေါက်တာကျေစင်ယူမို့ဖိတ်ခေါ်ပြီးတော့ဒေါက်တာနဲ့တူဆွေးနွေးတော့မှာဖြစ်ပါရှင့် တော်မင်္ဂလာပါရှင့်။နမောမင်္ဂလာပါ။ Facebook လေးမင်္ဂလာပါရှင်။ဟုတ်ကဲ့ပါ။အဲ့တော့အဲ့တော့ဒီနေ့မှာဆိုလို့ရှိရင်တော့ဒီအယိုးစရဲ့ကျမ်းမာရေးအတွက်အဟာရဓာတ်ပိုင်းမီးကျင်တာပေါ့နော်။ဒေါက်တာလူကြီးတဲ့ငယ်ငယ်တော့ပြောဦးတယ်။ကောင်းကောင်းအဟာရပြည့်အောင်စားဒါမှအယိုးစစ်တွေတန်ဆွမ်းမယ်ဆိုပြီးပြောကြရဲဆိုတော့နောက်တော့ခန္ဓာကိုယ်မှာဒီအယိုးစစ်တွေကျန်းမာဖို့အတွက်ဘယ်လိုအဟာရဓာတ်တွေထောက်ပံ့ထားလဲဆိုတာလေးဒေါက်တာကြီးအသိကျင်ပါရှင့်။ဟုတ် အဓိကကျွန်တော်တို့အယိုးစစ်တွေကျမ်းမာကြန့်ခိုင်မှုအတွက်ဆိုလို့ရှိရင်သူကအယိုးအားရှိဖို့လိုတယ်။နောက်ပြီးတော့ကြွက်သားတွေလည်းအားရှိဖို့လိုပါတယ်။ဒီအယိုးသိပ်သီးဆတွေမြင့်နေဖို့ဆိုလို့ရှိရင်ကျွန်တော်ငငယ်ကလေးကနေဒီဗီတာမင် D, protein, calcium နောက်ပြီးတော့ magnesium, phosphate ပေါ့ပြီးတော့မှဒီအယိုးနုတွေအတွက်ဆိုလို့ရှိရင် chondroitin, glucosamine, ပြီးတော့ collagen ပေါ့ဒီလိုအာဟာရဓာတ်တွေကိုလုံလုံလောက်ရရှိခဲ့ဖို့လိုအပ်ပါတယ်ရှင့်။ဟုတ်ကဲ့ပါ အဲဒီလိုမျိုးအဟာရဓာတ်တွေတော်တော်ပြောသွားရတဲ့အရာတွေကပြည့်စုံအောင်စားဖို့လိုမယ်ထင်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးနေစဉ်ဘဝမှာလောင်းလို့အဟာရဓာတ်တွေပြည့်ဝပြီးအယူအဆတွေကြန့်ခိုင်နေဖို့ဆိုလို့ရှိရင်ဘလို့အဟာရဓာတ်တွေကိုဘယ်အရွယ်တွေကစတိချာစားသုံးပေးရမလဲဆိုပြောပြပါဟုတ် ဒီအယုဒိတိစားတွေကကျတော့ကျွန်တော်အသက်16 20ဝန်းကျင်မှာအကောင်းဆုံးရရှိပါတယ်။အဲ့အရွယ်မှာဒီအကောင်းဆုံးရရှိဖို့အတွက်ဆိုလို့ရှိရင်ဟိုကလေးဘွားကလေးကစားခဲ့တဲ့ပေါ့။ကလေးဘွားကလေးကနေနိုးနေနိုးထွက်ပစ္စည်းတွေစားမယ်။အယုပါတဲ့ငါးတွေနောက်ပြီးတော့ဒီဟိုပေါ့ကျွန်တော်တို့ဒီဟင်းသီးဟင်းရွက်ထဲမှာအစိမ်းရောင်ဟင်းသီးဟင်းရွက်တွေနောက်ပြီးတော့ကျဲဥဘဲဥအစိအစံတွေမျိုးနောက်ပြီးတော့ကျွန်တော်တို့ဒီ ဟိုဟိုဘောဒီအယုံနုတွေအားပေးစီမဲ့ဒီ collagen ပါတဲ့အစားအစာတွေကိုလည်းပို့ပြီးတော့စားသင့်ပါတယ်အဲ့ဒါတွေကိုကျမတို့ငယ်ကဟာရပြအောင်စားခဲ့မယ်ဆိုလို့ရှိရင်ကြီးလာတဲ့အခါမှာအယိုးတွေကတော်ရုံကျိုးပဲ့ရမျိုးတွေမဖြစ်လွယ်ဘူးပေါ့ပြီးတော့ဒီ protein ဓာတ်တွေရရှိလို့ရှိရင် muscle တွေကြွက်သားတွေကအားရှိတယ်သူကြွက်သားတွေအားရှိမှပဲဒီအယိုးတွေကိုသူကထိန်းထားနိုင်တာဖြစ်ပါတယ်အဲ့ဒါမှပဲလူကဟန်ချက်ညီညီနဲ့တော်ရုံချော်လဲတာတို့ဟိုလေးဘက်ထောက်လိုက်မှောက်မှောက်ရဲလဲသွားတာမျိုးတွေတော်ရုံမဖြစ်ဘူးပေါ့နော်အဲ့ဒါလေးတွေကတော့ငယ်ကလေးကလုံးတဲ့အကြောင်းအရာလေးတွေပါရှင့် ဟုတ်ကဲ့ပါဒေါက်တာအဲ့တော့အခုကြည့်နေတဲ့အထဲမှာအသက်ငယ်တဲ့သူတွေပါတယ်ဆိုရင်တော့ဒါသူတို့ငယ်ငယ်ကလေးကဂယူးဆိုင်လို့တိတယ်ပေါ့နော်ဒါပေမဲ့ကြည့်နေတဲ့သူတွေရဲ့မှာအသက်ရွယ်တစ်ခုရောက်လာပြီအသက်ကြီးသွားပြီအခုမှပဲဒီအကြောင်းအရာတိတော့တယ်ဆိုတဲ့သူတွေအတွက်ကောသူတို့ရောက်နေတဲ့အသက်ရွယ်တစ်ခုမှာဘယ်လိုမျိုးသူတို့ရဲ့အယူအဆစ်ကြံ့ခိုင်ရေးအတွက်ဂယူးဆိုင်ပေးလို့ရလဲဟုတ်အဓိကတော့အသက်ဘယ်ရွယ်ဖြစ်ဖြစ်ဟိုနောက်ကြရလို့တော့မရှိဘူးပေါ့ကျမတို့မကြိုးခင်မှာဒီအယိုးပွားတာပြီးပါတာပြီးမဖြစ်ခင်မှာချူတင်ကောက်ွယ်ထားနိုင်မယ်ဆိုရင်အကောင်းဆုံးဖြစ်ပါတယ်ကျမတို့ဒီအသက်ကြီးလာပြီပေါ့အထူးသဖြင့်ဒီအသက် 40 50အထက်ပေါ့40အထက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကြွက်သားတွေကတဖြည်းဖြည်းအားနည်းလာတယ်ပေါ့နော်နည်းစီလျှော့လာတယ်50 60အထက်မှာဆိုလို့ရှိရင်အထူးဖြင့်ဒီကျွန်တော်အမျိုးသမီးတွေမှာဆိုလို့ရှိရင်ယာတိသွေးဆုံးပြီးတဲ့နောက်ပိုင်းမှာဆိုအယိုးပါတာအယိုးပွားတာမျိုးလေးတွေပို့ပြီးတော့တွေ့ရတတ်တယ်ပြီးတော့မှဒီဝိတ်နည်းနည်းများတယ်ပေါ့ကိုယ်လေးချိန်များတဲ့ဟိုတော်တော်လေးဖောက်ဖောက်ရဆိုလို့ရှိရင်ဒူးနာတာလေးတွေကဟိုခါနာတာလေးတွေသူတို့မှပို့ပြီးတော့ဟိုအဖြစ်များလာတယ်ပေါ့အဲ့လိုခါမျိုးပါဆိုလို့ရှိရင်နံပါတ်1ကတော့ဝိတ်များနေဝိတ်လျှော့စေချင်ပါတယ်နောက်တစ်ခုကျတော့ဒီထိုက်တဲ့နယ်လေးချိန်ခန်းလေးတွေလုံးတင်နေပေါ့ဟိုအရန်အပြင်းထန် ျိုးမဟုတ်ဘူးနည်းနည်းပါလမ်းလျှောက်တာမျိုးလေးတွေလေကထစ်လေးတွေအတက်အစင်းလောက်တာပေါ့သူတတိလေးနဲ့အဲ့ဒါလေးလုတ်လုတ်စီချင်တယ် နောက်ခုကျအစားတောက်ပေါ့ဒီရွယ်မှာကျတော့ကျမတို့ဟိုရိုးသေတိဆောက်ငငယ်တုန်းကလို့ပြန်တိဆောက်ဖို့ကတော့ငငယ်ရလောက်တော့မလွယ်တော့ဘူးပေါ့ဒါပေမဲ့လည်းဒီရွယ်မှာကျမတို့ဗီတာမင် D ကယ်ဆီယမ်ပြည့်အောင်တောက်မယ်နောက်ပြီးတော့လို့ရှိရင်ဒီဟိုဟာပေါ့အယိုးနုတွေအယိုးအဆစ်တွေအတွက်ဖြည့်စွက်စာဖြစ်တဲ့ chondroitin ပါတဲ့ဟာ glucosamin ပါတဲ့ဖြည့်စွက်စာတွေမျိုးပြီးတော့ collagen ပါတဲ့ဖြည့်စွက်စာတွေဆိုလို့ရှိရင်ဒီအယိုးအဆစ်တွေကိုအယိုးနုတွေပြန်လည်တိဆောက်ပေးတဲ့နေရာမှာအထောက်အကူပြုပါတယ်နောက်ပြီးတော့ဒီ no nano thread ပစ္စည်းတွေငါးမျိုးမျိုးစားတာဒါတွေကလည်းအစားတောက်အနေနဲ့လည်းအများကြီးထောက်ကူပြုပါတယ်ရှင့်စားစားရဟိုအစားတောက် ာရောအနေထိုင်မှာရောလေးချိန်ခံရောတွဲပြီးမှလုပ်မယ်ဆိုရင်တော့ဒီဟိုဒူးနာခနာတာအယူအစ်ကျိုးလွယ်ပဲ့လွယ်ရကောက်ွက်နိုင်မှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါဒေါက်တာအခုလိုမျိုးတေချာလေးပြပြပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဒေါက်တာကျေးဇူးတင်ပါတယ်လောင်း ဲ့အခုဆိုရင်တော့အဟာရအထူးပြုဆရာဝန်ဒေါက်တာချေစီယူမှပြောသွားတဲ့အတိုင်းပဲ။တော့အရိုးစစ်တွေကြန့်ခိုင်မှုရဖို့ဆိုတာကတကယ်ကောင်းမွန်တဲ့အဟာရတတ်တွေကိုအချိန်မီအမြဲတမ်းဖြည့်တင်းထားဖို့လိုရဲဆိုတဲ့အပိုင်းသိလိုက်ရပါတယ်။အဲ့လူတွေအရိုးစစ်လို့ပြောတဲ့ခါမှာလှုပ်ရှားမှုကိုပဲဦးစားပေးကြပြီးတော့အဟာရကိုတိချာလေးထည့်ဖို့ကြတော့ဂယူးဆိုင်ဖို့မေးတတ်ကြရဲဆိုတော့လေအခုဒေါက်တာပြောသွားတဲ့အပိုင်းနေထဲမှာပြောသွားတဲ့ဒါခန္ဓာကိုယ်ရဲ့အရိုးအစစ်တွေကြန့်ခိုင်ဖို့အတွက်လိုအပ်တဲ့အဟာရတတ်တွေကအခုဒီနေ့ရဲ့အစီအစဉ်ကိုအဓိကကိုညီပံ့ပိုးပေးတဲ့အရိုးစစ်နာကလည်း Flexin မှာလည်းပါဝင်ပါတယ်။အဲ့ဒီအဟာရတတ်တွေပြပြဝဝနဲ့ပါနေတဲ့ ် aflexia ရဆိုလို့ရှိရင်လောင်တို့အဆင့်မြင့်တွေကိုဖုံးအုပ်ပေးထားတဲ့အယိုးနုတွေပျက်စီးခြင်းတွေကုသပေးပြီးတော့ဒါပြန်လဲပြီးတော့ကောင်းမွန်အောင်ပြုလုပ်တဲ့အခါမှာရောကာကွယ်တဲ့အခါမှာရောပြုလုပ်ပေးတဲ့စွမ်းဆောင်ရည်အများကြီးရှိပါတယ်။ဒါပြင်အဆင့်မြင့်တွေရဲ့လှုပ်ရှားမှုတွေကိုချုံးမွေ့စေတဲ့အတွက်ကြောင့်မို့လို့လည်းပိုပြီးသက်သာစေတယ်။နောက်ပြီးတော့ရောင်ရမ်းခြင်းတွေကိုလည်းပဲလျှော့ချပေးနိုင်မှာဖြစ်ပါရဲ့။အဲဒါပြင်ကို aflexia ရဲ့ဆေးလုံးအရွယ်စားကြီးလိုက်မယ်ဆိုရင်လောင်တို့သားမအယိုးဆေးတွေထက်အရွယ်စားပိုပြီးသေးတဲ့အတွက်ကြောင့်မို့လို့အသက်အရွယ်ကြီးတဲ့သူတွေလည်းမျိုးချပြီးတော့တောက်သုံးရတဲ့အခါမှာတက်တောင့်တက်တာဖြစ်တဲ့အမေရိကန်နိုင်ငံမှာထောက်လှမ်းထားဖြစ်တဲ့အတွက်ကြောင့်မို့လို့ ို့အရေးသွေးကိုယုံကြည်စိတ်ချစွာနဲ့မျှဝေနိုင်ပါလေဖြစ်ပါတယ်ရှင်အဲဒီနေ့မှာတော့ပြိသက်တွေအတွက်အယိုးစစ်နာလေး Afflexin မှာပါဝင်တဲ့ဒါပစ္စည်းတွေအားလုံးကခန္ဓာကိုယ်အယိုးစစ်တဲ့ကောင်းကျိုးတွေအများကြီးပေးနိုင်တယ်ဆိုတာကိုလည်းသိသွားပြီလို့ယုံကြည်ပါတယ်ရှင်ဒီနေ့မှာတော့လောင်းတို့ Health Fix အစီအစဉ်ကတလောင်းနဲ့ပဲနှုတ်ဆက်ချင်ပါတယ်နောက်နေ့ဒီမှာလည်းမတူညီတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်ရှင်အခုတော့တလောင်းနဲ့ပဲနှုတ်ဆက်ပါတယ်နော် Bye အခုပြသသွားတဲ့ Healthfix အစီအစဉ်ကိုပြန်လည်ကြည့်ရှုမယ်ဆိုရင်တော့ Pyong Play Application မှာကြည့်ရှုလို့ရတဲ့အပြင် Pyong Play YouTube မှာလည်းကြည့်လို့ရတဲ့အကြောင်းသတင်းကောင်းပါချင်ပါတယ်။ပရိသတ်တွေအတွက်ကျန်းမာရေးပိုင်းဆိုင်ရာအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမယ် Healthfix အစီအစဉ်